အားလုံးပဲမြင်လာပါရှင်ကျမတို့ရဲ့ AOU Channel လေးမှကြိုဆိုလိုက်ပါရရှင်ကျမတင်ရေးတင်ဆက်ဖပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကန်စတာမြင့်စီသောအလူခွနမျိုးဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘဝတုဒ္ဒရာပွဲတင်ဆက်ဖပြပေးခြင်းတာပဲဖြစ်ပါရရှင် အခါတစ်ပါး၌သူစင်းရဲတယောက်သည်ဖျားရှင်အားဤသို့လျှောက်ထားပါ၏တဲ့ဘုံတော်ကြီးသောမြတ်စွာဘုရားတပည့်တော်သည် လူမှုရေး၌၎င်းစီးပွားရေး၌၎င်းမိသားစုအရေး၌၎င်းဘာလို့လို့အစီမပြေဖြစ်ခါကန့်နေနေပါ रे ဘုရားအဘယ်အကြောင်းကြောင့်ဤသို့ကန့်နေနေရပါသလဲဘုရားဘုရားရှင်ကချစ်သားသည့် မပေးမလူလို့အခုလိုဘာလို့လို့အဆင်မပြေဖြစ်နေရချင်းဖြစ်ပေတယ်တပည့်တော်ကစီရင်နှမသူတယောက်ပါဖေဟာသူစီရင်တွေလဲလှူလိုက်နဲ့အလူရှိပါတယ်ချစ်တာဟောကြားပေးတော်မူပါဖေဟာနားထောင်တော့ချစ်တာချမ်းသာသူမကစီရင်သူများပါလှူလိုက်နဲ့အလူခွနှမျိုးရှိပေသည်ဒီမျက်နာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်းအပြုံးဖြင့်ဖော်ရည်စွာဆက်ဆံပါတဲ့ နှင့်နှုတ်ဖြင့်အလှူဒါနပြုခြင်း အာဘိစကားနှစ်သိမ့်စကားချီကျူးစကားညတာစကားနှွေးထွေးသောစကားများပြောဆိုပါနံပါတ်3စိတ်ဖြင့်အလှူဒါနပြုခြင်းစိတ်တကားကိုဖွင့်၍ဖြူစင်သောစိတ်ထားဖြင့်သူတစ်ပါးကိုပွင့်လင်းယူသားစွာဆက်ဆံမှာ လေအမြင်ဖြင့်အလူဒါနာပြုခြင်းကောင်းသောစေတနာကောင်းသောအမြင်ဖြင့်သူတစ်ပါးဤကောင်းကွက်များကို ကြည်ပေးပါတဲ့နမန်ကကာယလုပ်အားဖြင့်အလူဒါနာပြုခြင်းကိုနိုင်နှင်းသောလှုပ်ဆောင်ပေးမှုဖြင့်သူတစ်ပါးကိုကူညီပါ6နေရာတိုင်းခင်းအလူဒါနာပြုခြင်းလှေစီးကားစီးသည့်အခါမိမိထိုင်ကုန်နေရာကိုအိုမင်းမဆွမ်းသူကိုဝင်ရှိသူနှင့်ကလေးငယ်တို့အားမိမိဤထိုင်ကုန်နေရာကို ထိုင်စေပါခွန်နေအိမ်အလူဒါနာပြုခြင်းမိမိဤအိမ်နေရာကို သူတစ်ပါးတို့အနာယူရန် ပေးကမ်းပါတဲ့ထို့သူလူတော်အချိန်ကောင်းရှိသူဤနောက်သို့အောင်မြင်ခြင်းဤထက်ချက်မကွာလိုက်လာလိမ့်မည်ဟုဟောကြားတော်မူခဲ့လေသည်တိပြုံးရှင်သောမျက်နှာချိုးသာသောစကားဖြူစင်သောစိတ်ထားကောင်းကွက်ကိုကြည့်ပြီးခြင်းကာယဖြင့်ကိုင်ကြီးခြင်းကြုံလင်မိမိထိုင်ကုန်နေရာပေးခြင်းမိမိဤအိမ်၌ခိတတဲကိုဝင်ပေးခြင်းဖြူလျင်များမကြမီကန်စားတာမြင့်တက်လာပါမည်လို့ရေးသားထားပါတယ်ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးပြန် င်တင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ပြည်သက်များနားဆင်ကြရတဲ့အကြောင်းကားတော့ ကန်ဆာနာမြင့်စီသောအလူခဏမျိုးနဲ့ပတ်သက်ပြီးတော့တင်းမစရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားပွဲအားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာဘူးတုဒအကြောင်းအရာတွေကိုနှိစင်ပြသပေးနေပါရဲ့ရှင်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လည်းစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။အကြောင်းအရာတစ်တွေတင်တိုင်းမှာသိနိုင်အောင်လို့လည်း note bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဘူးတုဒများတိုးပွားကြပြီးတော့နိုင်ငံကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။